အသက်25နှစ်ကနေ29နှစ်ကြာဆိုရင်အမျိုးသမီးတယောက်အတွက်ကလေးယူဖို့အကောင်းဆုံးအသက်အရွယ်လို့ပြောလို့ရပါတယ်။အသက်35နှစ်နဲ့အထက်ဖြစ်လာပြီဆိုရင်တော့အမျိုးသမီးတွေမှာတည်အောင်နိုင်စွမ်းကနည်းလာပြီးတော့ကိုယ်ရင်ပြတ်ချနိုင်စွမ်းကပိုပြီးတော့များလာပါတယ်။ကလေးမွေးမယ်ဆိုလည်းနောက်ဆက်တွဲပြဿနာလေးတွေကလေးမှာရောမိခင်မှာရောခံစားနိုင်ရပါတယ်။အသက်40နဲ့အထက်ရှိလာပြီဆိုရင်တော့ မိမိတွေမှာကိုဝင်ပြက်ကျနိုင်တဲ့နှုံးတွေသတိမအောင်နိုင်တဲ့နှုံးတွေကပို့ပြီးတော့မြင့်တက်လာပါတယ်ပြီးတော့ကိုဝင်ဆောင်နေစဉ်စီးတို့ဖြစ်နိုင်တာမျိုးငွေးလာတဲ့ကလေးလေးမှာလည်းမျိုးရိုးပီစားနဲ့ဆိုင်တဲ့ပြဿနာတွေပါလာတာမျိုးဖြစ်နိုင်ပါတယ်အတွေ့ရအများဆုံးကတော့ down syndrome လို့ခေါ်တဲ့ဒီမြန်မာနိုင်ငံမှာတော့အခေါ်များတဲ့ down ကလေးလေးတွေပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတာများပါတယ် အသက်25နှစ်အောက်အသက်20အောက်တွေမှာကလေးမွေးချင်းကိုလည်းကျမတို့ကအားမပေးပါဘူး။ဘာလို့လဲဆိုရင်တော့ဒီအရွယ်မှာဆိုရင်အမျိုးသမီးလေးတွေကသူတို့ဘဝမှာရင့်ကျက်ဖို့စာဝတ်နေရေးစီးပွားရေးစသည်အရာရာဖူလုံဖို့အတွက်အချိန်တစ်ခုလိုပါသေးတယ်။ကိုကကြောထောင်းနောက်ခံမရှိဘူးဆိုရင်ကိုမပြည့်စုံတဲ့ဘဝထဲမှာကလေးလေးမွေးလိုက်မယ်ဆိုရင်ဒီကလေးလေးကကို့အတွက်ဝင်တော့ဝင်ဖို့ပို့ပြီးတော့ဖြစ်နိုင်ပြီးတော့ကလေးကိုလည်းကောင်းမွန်စွာပြုစုပြောင်းထောင်းနိုင်မှာမဟုတ်တယ်လို့ ိုကိုယ်တိုင်ကလည်းပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့ကလေးယူဖို့အတွက်အကောင်းဆုံးအချိန်ကအသက်25နှစ်ကနေအသက်29နှစ်ကြာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမဒေါက်တာ Grace ပါ။